မင်္ဂလာပါခင်ဗျာဒီဘလိုလေးမှာကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျောင်းတိုင်ဆရာတော်ဖရာများမှာပြည့်စုံရမယ်အင်္ဂါရများဆိုပြီးတော့ဖရာရှင်ကိုယ်တော်မြတ်ကအချက်ပေါင်း90နဲ့တတ်မှတ်ပေးခဲ့ပါတယ်အဲ့ဒီ90တဲကနေတူရတူရလေးတွေကိုဖယ်ထုတ်ပြီးတော့အရေးကြီးတဲ့ကံတာလေးတွေကိုကျွန်တော်အနေနဲ့ဓမ္မတုဒ္ဒအဖြစ်နဲ့ဒီဘလိုလေးကနေမျှဝေ တင်ဆက်ပေးခြင်းတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့လူလူဝတ်ကြောင့်အမျိုးသားတွေလည်း သာသနာတော်မှာဝင်ရောက်လာတဲ့အခါမှာတနည်းနည်းတစ်ချိန်ချင်းအဲ့ဒီနေရာကိုမရောက်နိုင်ဘူးလို့ပြောလို့မရတယ်လို့အခုလက်ရှိကိုရင်လေးတွေဦးစင်လေးတွေလည်းထေကြီးဝါကြီးအကြောင်းနိုင်ဆရာတော်ဖရာကြီးတွေရဲ့နေရာကိုဆက်ခံရမှာမဟုတ်ဘူးလို့တစ်ထစ်ချပြောလို့မရတဲ့အတွက်ကြောင့်ဒါလေးရတော့အလုံးတိထားတဲ့လို့ထင်မြင်ယူဆမိတဲ့အတွက်ဓမ္မတုဒ္ဒအဖြစ်နဲ့ညှို့ပြီးမှဖြစ်ပါတယ်။အဲအဲ့ဒါကတော့ဒါလဲဆိုတော့ကျွန်တော်ဒီမှာအချက်လေးလေးတွေကိုမှတ်ထားပါတယ်။ ဒီကျောင်းတိုင်ခုံကြီးအဖြစ်နဲ့တဲ့တာသနာပြုတော်မယ်ဆိုရင် ပြည့်စုံရမယ်အင်္ဂါရက်တွေကတော့ပထမဦးဆုံးအနေနဲ့ယဟန်အသွင်ယဟန်အကျင့်နဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့အကြအမြင်ဘ ഹു တုတ္တနဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့ကိလေသာခေါင်းပါအောင်ပြုမှုကျင့်ကြံနေထိုင်ရပါမယ်တဲ့နောက်တစ်ခုကတော့ကောင်းမွန်သောဇာကားကို ပြောဆိုတတ်ရပါမယ်တဲ့နောက်တစ်ခုကတော့တရားဓမ္မများကို ကျွမ်းကျင်ပိုင်နိုင်စွာဟောပြောနိုင်တဲ့စွမ်းရည်ရှိရပါမယ်တဲ့နောက်တစ်ခုကတော့မိမိရဲ့ကြောင်း၌ရိုယွန်းပြည့်စည်မှုများရှိလျင်ပြုပြင်ထိမ့်သိမ့်တတ်ရပါမယ်တဲ့နောက်တစ်ခုကတော့မိမိရဲ့ကြောင်းကိုတဲ့အာဂန္နုယဟန်တွေရောက်လာပြီဆိုရင်ဆွန်ကွန်ကိစ္စပြည့်စုံဖူလုံအောင်မိမိရဲ့ဒါယကာဒါယိကာမတွေထံမှာ လှုပ်စော်တိုက်တွန်းနိုင်တဲ့စွမ်းရည်နဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့ဇန်လေးပါးကိုလူတလူ ရရှိနိုင်လောက်တဲ့တတိတရားနဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကတော့အတဝောကင်းကွာစေတောဝိမု ക്തി ပညာဝိမု ക്തി ဂုံနဲ့ပြည့်စုံရပါမယ်တဲ့နောက်တစ်ခုကဂိလာနာတို့အားအဋ္ဌတီလဆောက်တည်ပေးခြင်းတဲ့နောက်တစ်ခုကတော့ဂိလာနာတို့အားအရဟတဖို့တို့ဆက်ရအောင်တတိပေးစကား ြောကြားပေးနိုင်ခြင်းနဲ့နောက်တစ်ခုကတော့ဂိလနာတို့အားကုသိုလ်ကောင်းမှုပြုရန်တိုက်တွန်းပြောဆိုပေးနိုင်ခြင်းနဲ့နောက်တစ်ခုကဒါယကာဒါယိကာမတို့လူထမ်းသောဘောဇင်ကိုကောင်းကောင်းမကောင်းကောင်းထုံပေသုံးဆောင်နိုင်ခြင်းနဲ့နောက်တစ်ခုကတော့တချို့သောကိစ္စတွေမှာညံဖြန့်တက်ဝင်၍ကဲ့ရဲ့ထိုက်သူကိုကဲ့ရဲ့ရပါမယ်တဲ့နောက်တစ်ခုကတော့ချင်းမွန်းတိုက်တဲ့သူကိုချင်းမွန်းရပါမယ်တဲ့ နောက်တစ်ခုကတော့မကြည်ညိုတဲ့နယ်လူကိုမကြည်ညိုရပါဘူးတဲ့နောက်တစ်ခုကတော့ကြည်ညိုတဲ့ပုံကိုကိုတွေ့လျင်လည်းကြည်ညိုရရပါမယ်တဲ့နောက်တစ်ခုကတော့မိမိအားကိုးကွယ်သောဒါယကဒါယိကာမတို့အပေါ်မှာဝန်တိုခြင်းကင်းရပါမယ်တဲ့နောက်တစ်ခုလတ်လာဘရဲ့အပေါ်မှာလည်းဝန်တိုခြင်းကင်းရမှာဖြစ်တယ်လို့နောက်ထပ်ကတော့မိမိရဲ့ចောင်းတိုက်အပေါ်မှာအာဝါဒမစ္စေရာတရားပေါ့ ကင်းရှင်းရပါမယ်တဲ့အဲဒါလေးတွေကတော့ဒီကျောင်းတိုင်ဆရာတော်အဖြစ်နဲ့တရင်သုံးတော်မယ်ဆိုရင်ကျောင်းတိုင်ဘုန်းကြီးတွေမှာပြည့်စုံရမယ်အင်္ဂါရများဆိုပြီးတော့ဖះရှင်ကအချက်ပေါင်း90နဲ့တတ်မှတ်ပေးခဲ့တဲ့နေရာမှာအခုကျွန်တော်ညဝေပေးတဲ့အကြောင်းအရာလေးတွေကတော့တူညီတဲ့အကြောင်းအရာတွေကိုဖယ်ထုတ်ပြီးတော့အရေးကြီးတဲ့အချက်ကလေးတွေကိုစုစည်းပေးတာဖြစ်ပါတယ်။ဒါလေးတွေကလည်းကျွန်တော်တို့လူဝတ်ကြောင်တွေမှာရော နောက်ထပ်ကိုရင်လေးတွေဦးစင်းလေးတွေကျောင်းနိုင်ဆရာတော်ဖရာကြီးများရဲ့နေရာကိုရောက်ရှိလာကြမဲ့ပုဂ္ဂိုလ်များအားလုံးသိရှိတဲ့အကြောင်းအရာလေးဖြစ်လို့အထူးအဖြစ်တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့စီပူးလေ့လာဖို့အချိန်မရကြတဲ့ပုဂ္ဂိုလ်များအတွက်ဒါအထူးရည်ရွယ်ပြီးတော့မျှဝေပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်ဘလော်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျ